ရမ်းမြင့်နယ်ဇေယျဘွဲ့ဝင်တိုင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းကအမျိုးသမီးအိမ်တွင်မူတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါအစစ်မြင့်အိမ်တွင်မူစက်ချုပ်သင်တန်းအမတ်စဉ်ကသင်တန်းစင်ပွဲခန္ဓာတက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နဲ့9နာရီချိန်တွင်နေဆက်ရေးရာဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အမျိုးသမီးအိမ်နွေးမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်အစင်းမြင့်အိမ်နွေးမှုစက်ချုပ်သင်တန်းအမှတ်စဉ်ကသင်တန်းစင်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်တိုင်းသားရေးရဝန်ကြီးဦးအောင်ကြည်ဝင်းကအမှားစကားပြောကြရာတွင်နေဆက်ရေးရဝန်ကြီးဌာနအနေနှင့်နေဆက်ဒေတာတိုင်းရင်းသားလူမျိုးများရဲ့လူမှုစည်းဝါးပေါ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူစွမ်းအားရင်းမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလောက်ကိုင်းခွင့်လန်းရရှိရေတို့ကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်မူဝါဒ၄ချက်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်းတိုင်းသားလူမျိုးများပေါင်းစုံနေထိုင်သည့်နိုင်ငံဖြစ်တဲ့အတွက်အမျိုးသားစည်းလုံးညီညွတ်ရေးကိုတိုးမြင့်ဆောင်ရွက်ပေးရန်နှင့်ဖွံ့ဖြိုးတိုးတက်မှုကွာဟာချက်မရှိစေရေးတိုင်းဒေသကြီးပြည်နယ်များအကြားမျှတတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရှင်သန်ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနိုင်ငံတော်ကြီးခင်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမှာ အမျိုးသမီးများရဲ့အခမ်းကဏ္ဍကလည်းအဓိကပါဝင်နေပြီးနေဆက်ဒေတာမှာရှိတဲ့တိုင်းရင်းသူအမျိုးသမီးလေးများအသိပညာအတတ်ပညာများတိုးပွားစေရေးအလောက်ကအခွင့်အလမ်းရရှိစေရေးနဲ့စင်ရနွမ်းပါမှုလျှော့ချရေးအတွက်အမျိုးသမီးအိမ်နွယ်မှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနဲ့ယခုသင်တန်းမှာပို့ချပေးလိုက်တဲ့ပညာရည်များကိုပိုမိုတက်မြောက်ကျွမ်းကျင်အောင် ဆက်လက်လေးလာစီးပူးသွားကြရန်မိသားစုတစ်ခုမှသည်ကျေးလက်ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်အောင်အိမ်နွမ်းမှုစက်ချုပ်လုပ်ငန်းများထိရောက်အောင်လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ပြောကြားခဲ့ပါသည်။တင်နန်းတွင်ထူးချွန်စုရတင်နန်းသူများထူးချွန်စုပေးရခါတင်နန်းသူများချုပ်လုထားသည့်အထည်များအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။ထို့နောက်၁၇နှစ်ချိန်တွင် တိုင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်းသည် ဘောကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာခမ်းမတွင်ဒေတာဦးစီဥက္ကဋ္ဌဌာနဆိုင်ရာတာဝန်ရှိသူများနဲ့အတူဟိုဘုံမြို့နယ်ရှမ်းစာပင်နှင့်ရင်ကျေးမှုအတင်းမှာအသိယုံအဆောက်အဦတိစောက်နိုင်ရေးအတွက်မြေစင်းပုံစံခုနှစ်ရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြရာ အသိအဖွဲ့မှာတာဝန်ရှိသူများကအသိယုံအဆောက်အဦတိစောက်နိုင်ရေးအတွက်မြေစင်းပုံစံခုနှစ်ရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေအားအသိအဖွဲ့မှာတာဝန်ရှိသူများက တွေ့ဆုံခဲ့ပြီးတင်ပြရာလိုအပ်သည့်များကိုပြည်내ဝန်ကြီးကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခမညာ